အဆိုနဲ့အချောက်ဆိုပြီးနှမျိုးရှိတဲ့တသိန်ကနာမည်ကျော်ဟာလိုဝါဟာ ARD တိုင်းရဲ့မြို့တော်ကိုရောက်လာကြသူတိုင်းမဖြစ်မနေဝယ်ယူရတဲ့မုံဖြစ်ပြီးတနိုင်ငံလုံးကလည်းကြိုက်နှစ်သက်ကြတဲ့ပြည်တွင်းပြည်အစားအစာတစ်ခုပါပသိန်ဟာလိုဝါမှာဘာရီပါဝင်ပြီးဘလို့အဆင့်တွေနဲ့ပြုလို့ရတယ်လဲကောက်ညင်းစံပေါ်ဆန်းစံတကြားရှန်နှံပုံဒီမြေပဲစီထောဘတ်တို့ပါဝင်ပြီးဟာလိုဝါမုံဖြစ်လာဖို့ဘလို့အဆင့်ဆင့်လောက်ရတယ်လဲဆိုတာကို နှစ်ပေါင်း40ကျော်ကြာပသိမ်ဟာလဝါကိုထုတ်လုပ်ခဲ့တဲ့ရွှေမြင့်မြန်ကမန်နေဂျာဒေါ်မူမူထွန်းကကမာရွတ်မီဒီယာကိုရှင်းပြပါဗျာ။ဟုတ်ကဲ့ပတိန်ဟာလဝါရဲ့မုတ်ပေါ်လာတာသေစားဖြစ်ပေါ်တော့ပေါပေါက်လာတာတော့နှစ်ပေါင်း80ကျော်ပါပြီအကျွန်တော်တို့ဒီမှာအခုရှင်မြင့်ပြန်ဟာလဝါလုပ်ငန်းကိုစတင်တည်ထောင်တာကတော့နှစ်ပေါင်း40ကျော်ပါပြီရှင်ဟုတ်ကဲ့ ာလဝါကတော့အခုကျမတို့ဒီရှင်ပြင်းပင်မှာလောက်တာနှစ်မျိုးရှိတယ်ပေါ့နော်ဟာလဝါအစိုးရဟာလဝါအချောက်ကဲနှစ်မျိုးရှိပါတယ်ဟုတ်ကဲ့သုံးနာကတော့ကုန်ကျန်းပစ္စည်းကတော့ခုနှစ်မျိုးသုံးပါတယ်ဟောကကောင်းကျင်းဆန်ရယ်ပေါ်ဆန်းဆန်ရယ်တကြားရယ်ရှမ်းနှမ်းရယ်အုံဒီရယ်မြေပဲစီရယ်ထော့ဘက်ကဲဟုတ်ကဲ့ပါဆီထော့ဘက်နဲ့အုံဒီနယ်လေးသိနေတယ်လို့စီရွှဲရွှဲနဲ့ပြည့်ညံ့နေတဲ့ဟာလဝါမုံကိုရင်ွေးချမ်းပူပူနဲ့ညီးလို့ရတဲ့အရသာဟာဘာနဲ့မှမတူတာမို့ ိုင်ငံခြားကတင်ပို့လာတဲ့မုံမျိုးစုံကြီးစိုးနေတဲ့မြန်မာပြည်မှာအိမ်တိုင်းရဲ့ဧကန်းမှာမှာနှစ်ပေါင်းများစွာစိုးမှုနေရာယူထားနေစေဖြစ်ပါတယ်။တပေါင်းလာမော်ဒင်စွန်းဖျားပွဲနဲ့တကူလာတကြံတွင်ဟာဟာလိုဝါမုံအယောင်ရဆုံးကာလဖြစ်ပြီးအခြေခံကုန်ကျန်းပစ္စည်းတွေဈေးမြင့်တက်လာလို့တနှစ်ထက်တနှစ်ဟာလိုဝါရဲ့ဈေးကလည်းတက်လာနေပေမဲ့စားသုံးသူတွေကတော့အားပေးမြဲအားပေးနေတာမို့ကျောင်းအားတော့ကြမသွားပါဘူးလို့ဒေါ်မူမူထွန်းကဆိုပါတယ် ဒီဟာလိုအားရောင်းတာတော့ဗောနောပေါ်တင်ပေါ့တပေါင်းပေါ့တပေါင်းပေါ်တင်ပွဲရောင်းရတယ်ပြီးတော့တကူးပေါ့ကြံလာဟုတ်ကဲ့အဲ့နှစ်လပါပဲတစ်နှစ်ပတ်လုံးမှာအဲ့နှစ်လပဲရောင်းရတယ်ကြံတဲ့လတွေကြတော့ဒီလိုပဲပေါ့တာမန်ဘူပဲနည်းနည်းပပပေါ့နော်အဲ့လိုမျိုးပဲရောင်းရတယ်အဲ့နှစ်လကတော့တစ်နှစ်ပတ်လုံးမှာအဲ့နှစ်လတော့ရောင်းရဆုံးလာပေါ့ ကျတော့ဒီမှာကတော့ကုန်ရည်ပစ္စည်းခုနှစ်မျိုးကတော့ဒီဒီပသိန်းထဲမှာရတာလည်းရှိတယ်ပေါ့နော်မရတာတွေကြတော့တခြားနယ်တွေကနေမှားရတယ်ဟုတ်ကဲ့ရှင်အဲ့တော့ဈေးနှုန်းကသူကအမြင့်ပဲရှိတယ်လေဈေးနှုန်းကအကျမရှိဘူးအဲ့တော့ဈေးဒီဟာလဝါဘူးတွေကိုလည်းကျမတို့ပြန်ရောင်းတဲ့အခါမှာဈေးကနည်းနည်းပေါ့နော်ကုန်ကျန်းဈေးမြင့်ရင်ဟာလဝါကျမတို့ကုန်ကျော်ရောင်းတဲ့ဈေးလည်းမြင့်ပါလေရှင်ဟုတ်ကဲ့ပြီးတော့ထင်းရအစားကျမတို့ကဒီပတ်ဝန်းကျင်မှာမရဘူးချောင်းသားတို့ငွေဆောင်တို့ပေါ့နော်အဲ့ဘက်တွေကနေပြီးတော့ဒီကားတွေနဲ့တဆင့်ပေါ့နော်တွားပြီးတော့တိုက်ပြီးယူရပါလေရှင်နည်းနည်းခက်ခဲလေးတော့ရှိတယ်ပေါ့ဟုတ် ကဲ့ဟာလိုဝါဇီကတော့တက်တယ်ပေါ့နော်တနည်းတက်တယ်တက်တယ်ဆိုပေမဲ့လည်းစားသုံးသူတွေကတော့အားပြည့်စဲပါပဲ